ီပေါက်ကောင်ကြီးကိုမမိကြပါသေးရဲ့လားခင်ဗျာကျွန်တော်တို့ဒီပေါက်ကောင်ကြီးကိုမမိကြသေးရဲ့လားခင်ဗျာဒီပေါက်ကောင်ကြီးဟာလက်ရှိမှာအာနာယူစစ်ဗလူများရဲ့ဖက်စီကြီးကိုခံနေရပါတယ်ဒီပေါက်ကောင်ရဲ့မွေးရည်ဟာမကြာခင်စက်ကိုရည်နေမှာကျွန်တော်တို့နှိစစ်စက်ပြင်းပြောက်တော့မှာဖြစ်ပါတယ်ဒီပေါက်ကောင်ကြီးအထက်ကန်တရသလိုကျွန်တော်တို့ဇော်လာရဲ့ရဲဘော်အားလုံးနဲ့ဒီသူအားလုံးကလည်းအခုချိန်မှာမတရားဖက်စီခံနိုင်ရပါတယ် ဒီပတ်ကိုရအားလုံးလွတ်တော့ဖို့ဆိုရင်ကျွန်တော်တို့အားလုံးဂျုံစာတိုလန်မဒီသူတွေအားလုံးလွတ်တော့မှာဖြစ်ပါတယ်ကျွန်တော်တို့အားလုံးဂျုံစာတိုလန်မဒီသူတွေအားလုံးကျွတ်လမှာဖြစ်ပါတယ်ကြာတော့သွားတဲ့သူတွေအားလုံးကျွတ်လမှာဖြစ်ပါတယ်ဒါကြောင့်နေစစ်တဲ့ပြည့်မင်းစုရဲ့မွေးတွေကိုကြိုးစောသားအဖြစ်ပဲသမိတ်ပါပါဝင်ပြီးတော့ တော်အောင်ဆန်းစုကြည်နဲ့တကွတပြည်လုံးလွတ်မြောက်ရေးအတွက်ဆက်ယုံကြဖက်စစ်ပြည်လူတွေတောင်းကျမ်းမဲမှုနေတဲ့မန္တလေးမြို့လယ်တနေရာမှာယခုလူတို့လှုပ်ရှားမှုကိုဖက်စစ်တဲ့ရဲ့အတ္တမဖန်စီအကျဉ်းချခံထားရတဲ့လူတို့ကောင်းဆောင်မေတော်အောင်ဆန်းစုကြည်အသက်80ပြည့်မွေးနေ့ကိုဂုံပြူလျက်ပြည်သူများနဲ့အတူပူးပေါင်းဖော်ဆောင်ခဲ့ကြပါတယ်။ လူထုကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာသူ့ယုံကြည်ချက်အတွက်စစ်အာဏာရှင်လက်ကတိုင်းပြည်လွတ်မြောက်ရေးအတွက်ဒီအသက်အရွယ်ထိဆက်လက်ကြိုးပမ်းထမ်းရွက်နေသေးပါအချင်းထောင်တွေကကောင်းဆောင်တွေရဲဘော်တွေကတော့မစုံမနစ်တိုက်ပွဲဝင်နေကြချိန်မှာအကျဲထောင်ကပြည်သူလူထုအနေနဲ့ကလည်းတော်လန်ရေးမှတပါအခြားမရှိပါဘူး တော်လန်ရေးလို့ဆိုရမှာမြုံမှန်းချက်ပန်းတိုင်းကိုလက်လက်ကင်ဆွဲစီရေးတိုက်ပွဲနီးနာတစ်ခုတည်းတသက်နဲ့အလွဲတကူမရောက်နိုင်ဘူးဆိုတာကိုကျွန်တော်တို့အားလုံးနားလည်ထားကြပါတယ်။တန်တမန်ရေးတိုက်ပွဲ၊ဗန်ဒါရေးတိုက်ပွဲ၊စိတ်တက်ရေးရာတိုက်ပွဲ၊ဘူးတပိတ်တိုက်ပွဲတို့အပါအဝင်လူတို့လူတန်းစားအလွှာအားလုံးကကိုယ်တိုင်ကိုယ်ကျပါဝင်ဆင်နွှဲနိုင်တဲ့လူတို့လှုပ်ရှားမှုတွေကလည်းအရေးကြီးပါတယ်။ တနိုင်ငံလုံးလွတ်မြောက်ဖို့ကျွန်တော်တို့ပြည်သူအားလုံးမှာတာဝန်ရှိကြပါတယ်ပြည်သူအားလုံးကြာရကန္နာနိုင်ရာတာဝန်တိုက်ပွဲမျက်နှာစာတည်တည်ကနေတော်လန်ရေးမှာအစွမ်းကုန်ဆက်လက်ပါဝင်ကြဖို့နှိုးဆော်လိုက်ပါတယ်ပြု့